ော့ခန်ချိုကနှက်ခဲနေဒီအဆုပ်ပြောင်ပြောင်ပေါ့နော် lip gloss ကိုကြိုက်တဲ့သူတွေအတွက်သတိပေးစရာလေးရှိရဲ့ဒီနေ့မှာအဲ့တော့ lip gloss ဆိုတာကအားလုံးအယောင်လေးတွေဆိုရယ်ပြီးအပေါ်ကနေပြောင်ကျင်လို့ပေါ့နော်ထပ်ပြီးတင်ကြရဲအဲ့တော့ဒါ main glitter တော်မများတော့တော်တော်များများလှစ်ချိုက်ကြရဲလို့ပြောရဲအဲ့ဇင်းလို့စုံလို့တော့ကြိုက်လား lip gloss ကိုကြိုက်ကြိုက်တယ်နော်အောင်နှောင်းဆိုတာပဲကြိုက်တယ်ပြီးတော့နှက်ခဲမချောက်တော့အဲ့ဒါဆိုတာမျိုးမကွဲတော့အဲ့လိုမျိုးလေးစိုးကြရဲတဲ့အဲ့တော့ဒါသူ့နေရာနဲ့သူလိမ့်ချေတတ်မယ်ဆိုရင်နော်လှလဲလာတယ်ကောင်းလဲကောင်းတယ်လို့ပြောအောင်ပါပေါ့တဲ့အဓိကဟိုတောက်ပပြီးတော့ပြောင်လဲတဲ့နှက်ခဲနေတွေကိုနှွေးရသေး ီမှာသူကနေပိုရဲတော့မဆိုရင်မစိုးတင်ဘူးလို့ပြောတယ်ဟုတ်တယ်နော်အဲ့ဒါတတိထားချွေးရချွတ်အစီရပြည့်အစီရလည်းပြည့်တယ်နောက်တစ်ခုထပ်ပြီးတော့စိုးတာကဘာလဲဆိုတော့အဲ့နှကန်းကြီးရပြောင်လက်ပြီးတော့တောက်ပနေရဲ့အတွက်ကြောင့်သူကခရမ်းလုံးရောင်ကြီးကိုသူကဆွဲဆောင်နိုင်တာပို့ပြီးတော့နှကန်းကိုပြေလောင်တယ်ပို့ပြီးတော့နှကန်းကြီးပြည့်စည်ရတဲ့အဲ့တော့လူရည်ရောက်ပြီဆိုလို့ရှိရင်အပြင်ထွက်ရမယ်အခါမျိုးမှာအဲ့အပြောင်နေမစိုးတင်ဘူးနှကန်းပို့ပြီးပြည့်စည်ရအဲ့တော့ဒီနှကန်းကြီးပြောတာငခိုရဲကသူကနေရောင်ကြီးတန်းကောက်ွယ်မှုလည်းနေတယ်သူ့မှာပါဝင်တဲ့ဒီပါဝင်ပစ္စည်းတွေကအဲ့တော့အဲ့ အမမထပ်ပြီးတော့သူကနေအောင်ကြီးကိုလည်းဆွဲဆောင်သေးတယ်ဆိုတော့နှက်ခဲအယံကိုပြစ်စည်းစီပါတယ်တဲ့အဲ့တော့ဒါသတိထားပြီးတော့ပေါ့နော်လစ်ကလော့စ်ကိုလိမ့်ချဲတင်တယ်လို့ပြောထားတယ်တကယ်လို့ဟိုလိမ့်မယ်ဆိုလို့ရှိရင်လည်းဒီလစ်ကလော့စ်ကိုလိမ့်ချဲမယ်ဆိုရင်အရင်ဥစ္စာအုံးနဲ့နှက်ခဲသားကိုသူက အယောင်တင်နေပေါ့နော်အောက်ကလစ်ပန်လို့ပါတခုခုခံလိမ့်လိမ့်ပြီးနှခန်းနီအဆိုးထက်တယ်မာတဲ့ပြီးတော့လေယောင်ကြီးတန်းကိုကောက်ခွဲတဲ့ SPF တတိပါဝင်တဲ့နှခန်းနီအဆီကိုလည်းတုံးလို့ရတယ်အဲ့တော့အဓိကကိုရွေးဝယ်တော့မယ်ဆိုရင်လည်းလေယောင်ကြီးတန်းကိုကောက်ခွဲနိုင်ရဲ့လားနှခန်းနီအမျိုးအစားတွေမှာလည်းပါပါတယ်တေချာကြည့်ပြီးတော့ရွေးဝယ်ရမယ်ပြီးတော့အကောင်းဆုံးကတော့ လွှရာဒီမှာနေပူရဲတော့ရင်ဒါကြီးမဆိုးပါနဲ့ပလော့စတော့မဆိုးပါဘူးကြောင်ပြောင်းနဲ့လာလည်းမလာပါဘူးနော်နေပူရဲမှာဆိုအဲ့တော့အိမ်ထဲမှာနေရတော့မျိုးတို့ညဘက်ပွဲတွေပိုင်းမှာဆိုးရတယ်ညဘွဲတွေမှာထွက်လိုက်ဖက်တာနော်ဟုတ်တယ်နော်ဟုတ်တယ်ပြီးတော့အဲ့နွေဆိုတော့ဟိုနွေဆိုတော့အရာစီဥလူမျိုးနှာခမ်းနေ၆၆အယောင်တောက်လေးတွေပိုလာတယ်ပိုလာတယ်ဟုတ်တယ်ကဲဒါဆိုရင်ဒီခါမှာဆိုမှာနွေဆိုတော့ beach တောင်မဲ့ဆို bikini လေးတွေဘယ်လိုရွေးမလဲဆိုတာပြောပြမယ်။အဲ့တော့ bikini ပေါ့နော် bikini လေးတွေဝတ်တယ်ဆိုအခုနောက်ပိုင်းတော့ဟိုဝတ်တော့လဲဝတ်ကြပါရဲ့နော်အမျိုးသမီးလေးတွေဆိုလို့ရှိရင်ငငယ်လေးဆိုဟိုအစီပိုမရှိဘူးဆိုရင်တော့အရင်လှချစ်ဖို့လဲအရင်ကောင်းနေ။ဒါမှမဟုတ်အမျိုးသမီးကအရွယ်သုံးမမွေးဒါလှချင်နေကြတာပဲ။ကိုနဲ့လိုက်ဖက်တဲ့ဒါ bikini လဲရွေးချက်ပြီးတော့ဝတ်ချင်ညာမှာပဲ။အဲ့တော့ဒီမှာဆိုလို့ရှိရင်တို့ကအာပေါ့နော် take club ထဲမှာပြောထားတာအမြင်ရိုင်းမှာဆိုပြီးတော့တဲ့ bikini မဝတ်ဘူးအာပြီးတော့လို့ရှိရင် bikini မဝတ်ဖြစ်တဲ့အကြောင်းဘိုက်ထွက်နေလို့ bikini မဝတ်ဘူးပေါ့နော်အမြင်ရိုင်းမှာဆိုလို့မဝတ် ဘူးပြီးတော့ကိုလုံးအလှလို့ဟိုကိုလုံးမလှလို့ဘီကနီမဝေဘူးဆိုပြီးတော့ဒါဖြစ်နေတဲ့သူတွေအတွက်ဆိုပြီးတော့သူကပြောထားတာအဲ့တော့ဒါလူတိုင်းတော်တော်များများတော့ဟိုဝေလို့ရတယ်ပေါ့ဘီကနီကလည်းပုံစံမျိုးစုံရှိတာပဲเนาะ2 piece မှမဟုတ်ဘူးလေတကယ်ကိုလုံးလုံးချုံချုံနဲ့ဘီကနီရေကူးစုံပုံစံမျိုးလေးလည်းရှိတာပဲ2 piece ကတော့အဆင်မပြေဘူးဖြစ်ဘူး ော်တော်ကြီးဆက်မပြေးရတာဒါနာမီးလေးတွေတော့အဲ့ဒါပြန်ဟိုလေအလားမယ်တွေကတော့ဒါပေါ့နော်သူတို့တကယ်သူတို့ပြန်ရမယ့်အဆင့်ဆင့်မှာဒါပါဆိုဒါဝေးရမယ်ဒါပေမဲ့ပုံမှန်ကိုရီအနေနဲ့တော့သွားမယ်ဆိုလို့ရှိရင်တော့နည်းနည်းတော့တော်တော်ကြီးအမြင်ရိုင်းမယ်ပေါ့နော်မြန်မာဆိုတာလည်းမြန်မာပေါ့အဲ့တော့ဒီမှာဆိုရင်ပထမပြောထားပါလဲဆိုတော့ကိုအသားပေးစင်တဲ့နေရာတွေကိုတဲ့အယောင်တောက်တောက်လေးတွေနဲ့အဆင်အပြောက်လေးတွေဝတ်ပါတဲ့အာပြောချင်တာကိုလှတဲ့နေရာမျိုးလေးတွေထင်တယ်နော်ခန္ဓာကိုယ်မှာဆိုလှပါတဲ့စိတ်ပိုင်းလေးပေါ့အာချို့လေးရေကူးပစုံလေးအယောင်ဆက်ထားဆိုလို့ရှိရင်တော့အမိုက်အမိုင်မှလာခေါင်းကနေစ ပြီးအမဲခြုံပြီးသွားတယ်ခုတ်လိုက်တယ်ယူခန်းနဲ့ပလုံးစုံခုံစင်သွားနောက်တစ်ခုကပါလဲဆိုတော့ကိုကဟိုမပြခြင်းကိုဖုံးညင်းနေတယ်ဥမာဘိုက်ကပူနေတယ်အစီရထွက်နေရတော့ဒီလိုမျိုးနေရာမျိုးဆိုရင်တော့ဒီ solid ဖြစ်တဲ့ color မျိုးအသုံးပြုပေးရမယ်ပေါ့နော်ဒါကတစ်ခုအာပြီးတော့ကိုကအသားအရန်ဖြူတယ်ဆိုလို့ရှိရင်ဘာသုံးခိုင်းလဲဆိုတော့အယောင်ရင်းရင်ဒီပေါ့နော်အယောင်ရင်းရင်လုံးဝ အစိုးနေအနက်မျိုးပေါ့အဲ့ဒီအနက်မျိုးသုံးလို့ရတယ်ပြီးတော့ခရမ်းပုတ်ရအောင်ပြီးလို့ရှင်အပြအရင်ရောင်နဲ့နီညိုအရင်ရောင်တွေကိုသုံးပေးလိုက်ပါတယ်ထင်းနေပါပဲနော်အရန်လာမှာအဲ့တော့ဒါအသားပြည့်တဲ့တွေအတွက်အဲပြီးတော့အသားညိုတဲ့တွေအတွက်အသားညိုရင်ဟိုညသားပြည့်အရောင်တောက်တောက်ရှောင်ညရယ်ပေါ့နော်ဒါပေမဲ့အကြံပေးတာကပါလို့ဆိုအသားညိုအရောင်တောက်တောက်တွေရွေးကြည့်ပါတဲ့ဒါတွေကကိုဖုံးညင်တဲ့နေရာတွေကိုတော်တော်လေးထောက်ကူပြည့်ရယ်လို့ပြောတယ်ဟုတ်လို့လား ဒီအယောင်ပေါ်မှာပဲလူတွေကဒီပေါ့နော်အိဟိုစိတ်ကရောက်သွားပြီးတော့အဲ့ဒီနေရာမှာဗိုက်ကြီးပူနေတာဗာညာသိမမြင်တော့ဘူးလေအဲ့တော့เนาะဒါဟိုရွေးချယ်နေလေးပေါ့အသားပေးခြင်းနဲ့ညာအယောင်တောက်တောက်တွေပြီးတော့အဆက်ပြောက်တွေရှိတဲ့ဟာအစင်းတွေဒီဇိုင်းတွေအများကြီးပါတဲ့ဟာရွေးရမယ်ကိုဖုံးခြင်းနဲ့ညာကို solid color သုံးပြရမယ်အသားဖြူရတဲ့သူတွေကဒီအနီညိုအရင်အနက်ဆိုလဲနက်ပြာအရင်ဟိုနက်အရင်ပေါ့နော်ဒါမျိုးတွေသုံးပြရမယ်အသားညိုရတဲ့သူတွေကြတော့ဒီအယောင်တောက်တောက်လေးတွေကိုရွေးကြည့်ပါဆိုပြီးတော့အကြံပေးထားတယ်အဲ့တော့ဒီဆိုင်မှာတောင်းဝယ်မယ်ဆိုလို့ရှင်ဒီအကြံပြည့်ရက်လေးဒီတိုင်း ပေါ့နော်ဟိုရွေးချယ်ပြီးတော့စမ်းဝတ်ကြည့်ပေါ့ဟိုစမ်းစမ်းဒီစမ်းစမ်းဖြစ်နေမှာတက်ဆိုင်အဲ့တော့စမ်းဝတ်ကြည့်ပြီးတော့ကိုယ်နဲ့အသင့်တော်ဆုံးတခေဦးတော့ရွေးလို့ရတာပဲဒါပေမဲ့အဓိကတော့နည်းနည်းလေးပေါ့အလုံးဟိုရေထဲကိုစင်းမှာတော့မှန်တယ်ဒါပေမဲ့လုံးလုံးချင်းချင်းလေးဆိုတော့ပိုအဆင်ပြေနော်ဟုတ်တယ်ဟုတ်တယ်ဟိုကျိုးတွေပါလေချိုးကျိုးတိုင်းတွေပါရှယ်ပြီးကျိုးပြုတ်သွားတာပါဖြစ်နိုင်တယ်ဟုတ်တယ်ဟုတ်တယ်အဓိကရေကူးပြီးဆိုတော့ပျော်ချင်တာလေပျော်ချင်တဲ့အချိန်မှာဒီအင်ဂျီမှာလုံးဝစိတ်ပြေနေများနေအဆင်မပြေပြန်အောင်ဟုတ်တယ်ရေကူးဆုံးလေးရှိပါတယ်နော်လုံးချင်းချင်းလေးတွေအဲ့ကဲဘိုက်ပူနေဆိုရင်လည်းဘိုက်ကိုဖုံးနေအဒီရေကူးဆုံးလေးနော် ော်အဲ့လိုမျိုးလေးပဲရှိတာပဲကဲဒါဆိုရင်တော့ဘိန်းနီလေးလည်းရွေးပြီးခဏနားကြမယ်နော်ခဏနေပရိသတ်တွေအတွက်တခြားဘဟုတုတအကြောင်းအရာတွေပြောပြပေးဖို့ပြန်လာခဲ့ပါဦးမယ်ရှင်